ဘောယောင်ထုံးထိန်စောမှုနေပင်ငိန်တရချွေရမံပြီဘောဓိဇငံရွှေညောင်းနှံဝဲထူဆန်းအလောင်းမြေမပေါတံရောင်တော့မန်းနဲ့ရွှေပလင်ထသဗ္ဗညုတဉာဏ်ကိုရာပြီး တတဟယဖွဲ့ခွေလျက်ပင်ငိမ့်သက်တင့်တဲ့သုံးစံပေသည်ဘုံကျွယ်လအုပွဲပေကိုလေရစီအရောဘုရားကြီးကမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဗာလင်္ဂတတဟနဲ့ဆက်ပြီးတော့အဲ့ဒီလိုလင်္ကာပြီးကုန်ပြီးတော့ပူဇော်တော်မူပါတယ် ဘုဇင်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟာမဟာတက္ကရတရားနဲ့သုံးခုနဲ့ကဆုံလပြင်းမိုးတော့ရန်အချိန်မှာဘုရားဖြစ်ကိုရောက်ရှိတော်မူဘုရားဖြစ်ပြီလက်ဆိုရတခါတဲ့အာယုံတက်ပြီးတော့ကဆုံလပြင်းဆိုတရားနဲ့ကိုရောက်တော်မူတယ်ကဆုံလပြင်းဆိုတရားနဲ့ကိုရောက်ပြီဆိုတာနဲ့ဘုရားဖြစ်တော်မူရဲ့အပ္ပရာဇိတာပလင်တော်မှာဗောဓိမန္တန်အပ္ပရာဇိတာပလင်တော်ပေါ်မှာထိုင်နေရင်းက ငါဘုရားဒီဒီပလင်ကိုရဖို့ရလေးတင်ချင်းတဲ့ကဘာတသိန်းတို့ကာလပတ်လုံးပါရမီဆေဘအကျင့်တရားတွေကိုကျင့်ကြရတယ်လေးတင်ချင်းတဲ့ကဘာတသိန်းကာလပတ်လုံးမင်းမင်းပန်းမဖြစ်စီအထုတ်ခဲ့ရတယ်ဒီပလင်ဘောကမထသေးဘူးဆိုပြီးတော့ဘုရားရှင်ကိုတော်မြတ်ဟာစရုဒ္ဓဇန်သမာဘတ်ကိုဝင်စားပြီးတော့နေတော်မူတယ်အဲ့ဒါကဆုံးလိုက်ပြီးတော့တည့်ရက်နေ့တနေ့လုံးသမာပတ်ကိုဝင်စားပြီးတော့ ဘဒ္ဒလဘကြောတရက်နေ့ညညဉ်ဦးရန်အချိန်မှာဘုရားရှင်ကိုတော်မြတ်သည်ပရိစ္ဆာသမုပ္ပတရားတော်ကိုအဝိဇ္ဇာပစ္စယသင်္ခါရအစရှိသောအဖြစ်အနုလောပတိလောအပြန်ပြန်လှန်လှန်အနုလောမှာပတိလောမှာဆင်ခြင်အောင်မေတော်မူပေတော်ရရှိအစဲ့စင်တဏ္ဍာမှာအလွန်မတန်ကျေနပ်ဝမ်းမြောက်တဲ့ပီတိအဟုန်သောမနတ္တဇောတယ် ဖြင်ရှားစွာဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ဥဒံကျွေးရင်တော်မူတယ်ဝမ်းမြောက်တော်မူတယ်ဝမ်းမြောက်ခြင်းစကားကျွေးရင်တော်မူတယ်ဗောဇတာဟဝေပါတုဘုံတိဓမ္မအာတာပိနောဇာယတောဗျမနတ္တအထာသာကေခဝပယန္တိတဗ္ဗယတောပဇာနာတိတဟိတုဓမ္မံ အာဒာဘိနော1500ကိလေသာတို့ကိုလွန်စွာနှိပ်ကွပ်ပူပန်စေတတ်သည့်တမ္ပပဒံလုံးတဝိရိယလည်းရှိပေထသောဇာယတောအာနာပါနာစတိဖုံဖုံတမထအာယုံနှင့်အလုံးစုံသောယုံနံဓမ္မတို့၏အနိစ္စဒုက္ခအနတ္တချင်းရာလက္ခဏာကိုအပ္ပနာခိုက်သမတ်ဆိုင်အောင်ဆိုင်ဆိုင်စူးစူးအထူးမြဲမြံစွာတံမိထသောဝါစွာတံသောကြောင့် ဓမ္မနတာမကောမဟုသမြကိုအပပြုပြီးသောရဏတခေအရှင်မြတ်ဤတဏ္ဏ၌ဇဒာအကျင့်ခ၌ဓမ္မဘောဓိပက္ခယ139ပါးတို့သည်ဟဝေစင်စင်ပါတို့ဘုံသည်ဥပတိရှာဖြစ်ပွားကုန်၏ဇတောရသောဘောဓိပက္ခယ139ပါးတို့ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်သာဟိတုဓမ္မအဝိဇ္ဇာအစရှိသောအကြောင်းတရားနှင့်တကဝသင်္ခါရအစရှိသောအကျိုးတရားအထုဒုက္ခအစုကို ဘာဇာနာတိပိုင်းခြားထင်ထင်သိမြင်လေအာဒါတို့သောပဋိစ္စဒသမုပ္ပါကိုအထထင်ထင်လင်းလင်းမြင်သောအခါ၌အတ္တတို့ယန္တတခေရှင်မြတ်၏သန္တန်၌တပ်ပါတခုမကျွင်းခပင်းအုံသောအလောဆောင်ကုန်သောကေခာပရိစ္ဆာသမုပ္ပတရား၌ယုံမှားခြင်းတို့ပရိစ္ဆာသမုပ္ပတရားကိုမတိခြင်းကြောင့်ကာလ၃ပါးဝယ်ဖြစ်ပွားသည့်ယုံနယ်တရားတို့၌ယုံမှားခြင်းတရား၁၆ပါးတို့သည် ဝဘယန္တိဝိအဘယန္တိနေလယရှိန်ကြောက်စင်နေပေါ့တို့ကင်းပြောက်ခြုံငိမ့်ကြကုန်၏အဲ့လိုသူဥဒ္ဒတွင်းရတော်မူပြီးတော့တဖန်ပဋိစ္စသမုပ္ပါတရားတော်ကိုအနုလုံပဋိလုံအပြန်ပြန်လန်လန်ဆင်ခြင်သုံးသက်စဉ်စားအောင်မေပွားများပြည့်တဲ့နောက်မြင့်လေရသံဃောင်ရမစ္စည်းမယံကာလပန်လုံးဆင်ခြင်ပွားများပြည့်တဲ့နောက်ဘုရားရှင်ရဲ့စိတ်တန်တန်တော်မှာအလွတ်မတန်ဝမ်းမြောက်နိုင်လာတဲ့အတွက်ဝမ်းမြောက်ခြင်းဥဒ္ဒဇကထပ်ပြီးတော့ကျွေးရတော်မူတယ် ယတဟဝေပါတုဘုံဒီဓမ္မအာတာပိနောဇာယတောဗျမနတအထသကိခဝပယံဒီသဘာယတောခယံပစ္စယနံအဝေတိအာတာပိနော1500ကိလေသာတို့ကိုလွန်စွာနှိပ်ွက်ဘူပံစေတတ်သည့်သမ္မပရံလုံးဒဝိရိယလည်းရှိပေထသောဇာယတောအာနာပါနသတိဘုံဘုံတမထအာယုန်နှင့် အလုံးစုံသောယုံနံဓမ္မတို့ရဲ့နှိစ္စဒုက္ခအနတ္တချင်းရာလက္ခဏာကိုအပ္ပနာခိုက်ဇာမဆိုင်အောင်ဆိုင်ဆိုင်စူးစူးအထုမြဲမြံရှုအားတံပေထသောဝါရှုအားတံသောကြောင့်ဓမ္မနတ္တမကောင်းမှုဟူသည်များကိုအပပြုပြီးသောယန္နာတခင်အရှင်မြတ်၏တဏ္ဍ၌ဇဒဟအခြင်းအခါ၌ ဓမ္မဘောဓိပက္ခိယတရား38ပါးတို့သည်ဟောဝေစင်စေပါတို့ဘုံတိဥပထင်ရှားဖြစ်ပွားကုန်၏ဇတောရှင်သောဘောဓိပက္ခိယတရား38ပါးတို့ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်ပစ္စယနံအဝိဇ္ဇာသရှိသောအကြောင်းတရားတို့၏ခယံကုန်ခန်းရမအတင်ကတတနိဗ္ဗာန်ကိုအဝေဒီထိုးတွင်ထင်ထင်သိမြင်တော်မူလေပြီ အထာထောသောပစ္စယခရအမြင်ရသည့်အတင်ကတတနိဗ္ဗာန်ပရမတ်ကိုအတထင်ထင်လင်းလင်းမြင်သောအခါ၌အန္တာတို့ယာနာသခင်အရှင်မြတ်၏တဏ္ဍာ၌သဗ္ဗတခုမကျွန်းခပင်းဟောသောလောဆောဘုံသောခင်ခာနိဗ္ဗာန်ကိုထိုးထွင်းမသိခြင်းကြောင့်ကိုယ်တွင်၌ဖြစ်ပေါ်လာသည့်ခင်ခာယုံမတရားအစုတို့သည် ဝဘယံဒီဝိအဘယံဒီနေလျာရှိန်ကြောက်စင်းနေပေါ့တော့ကင်းပြောက်ခြုံငိမ့်ကြတော့ဤသက်စွာဘုရားရှင်ကိုတော်မြတ်အဲ့ဒီလိုဥယံကျွင်းပြီးတဲ့နောက်ပရိသတ်သမုတ်ပတ်တရားကအပြာမြလာလည်းနှလုံးသက်စင်ငင်ပွားမြတော်မူပြီးတော့မောတောယံအချိန်ကိုရောက်တော့တခါဝမ်းမြောက်တော်မူတဲ့အတ္တသောမနတသဟကိုညနာတံပြီးအသင်္ခါရိကဇောစိတ်တို့ပတ်အစင်းတို့တသွင်းသွင်းဖြစ်ပေါ်လာပြီးတော့ဥဒန်းကျွင်းတော်မူပြန်တယ် ယတဟဝေပါတုဘောတိဓမ္မအာတာပိနောဇာယတောဗျမနတဝိရူပယံတိုက်တတိမာရတေနသူရိယောဝဩဘာတယမန္တလိုက်ခံအာတာပိနော1500ကိလေသာတို့ကိုလွန်စွာနှိပ်ွက်ပူပန်စေတတ်သည့်တမပဒံလုံးနာဝိရိယလည်းရှိပေထသောသာယတောအာနာပါနာစသည်ဖို့ဘုံတမထအာယုန်နှင့်အလုံးစုံသောယုံနာဓမ္မတို့၏ အနိစ္စဒုက္ခအနတ္တအခြင်းအရာလက္ခဏာကိုအပ္ပနာခိုက်ဇာမတ်ဆိုင်အောင်ဆိုင်ဆိုင်စူးစူးအထုမြဲမြံစုဝါတံဝိထသောဝါစုဝါတံသောကြောင့်ဓမ္မနတမကောင်းမှုဟူသည်များကိုအပပြုပြီးသောယဟနာတခင်အရှင်မြတ်၏တဏ္ဍာ၌ယတအခြင်းခ၌ဓမ္မဘောဓိပက္ခယာတရား39ပါးတို့သည်ဟဝေစင်းစေပါတို့ဘုံနှင့်ဥပါထေရှားဖြစ်ပွားကုန်၏ တရာဒုက္ခနဲ့သူရောယုကံတို့တောင်းစွမပေါ်ထွန်းထွက်ပြုဥဒိမှုသောနေမင်းသည်အန္တလိကအဇဒာဖြင့်မိုးကောင်းကင်းကိုဩဘာတယံဩဘာတယံတော်မိမိအယောင်ကြီးတထောင်တို့ဖြင့်မိုက်မောင်းပယ်ရှင်းထွန်းလင်းတော်ပါလေဣဒတိဧဝတည်တဲ့ကဲ့သို့သောဗြဟ္မဏောတို့ယန္နာတခင်အရှင်သူမြတ်သည်ဒေဟိတမေတို့ဘောရိပက္ခိယတရား39ပါးတို့ဖြင့် မာရတနံကာမရာဂသတိစေဓမ္မစတ္တကိုဝိရူပယံဝိရူပယံတော်မှုံမှုံညံ့ညံ့တိုက်ဖြတ်ပေပြောက်လရဣဒ္ဓတိပညာတဆောင်ဉာဏ်ရောင်ဖြင့်ထွန်းပြောင်းထိမ့်လက်ပြိုးပြိုးပြက်လရနေဆက်နှုံးဒူတီတော်မူ၏အဲ့လိုဥဒ္ဒကျွင်းတော်မူပြီးတော့ကဆုံလိုက်ပြီးတော့တရက်နေ့တညာလုံးညသုံးရဥဒ္ဒသုံးကကျွင်းပြီးတော့ ရရင်ကိုယ်တော်မြတ်အဲ့ဒီရက်နောက်ကစုံလိုက်ပြီးတော့၂ရက်၃ရက်၄ရက်၅ရက်၆ရက်9ရက်နေတိုင်တိုင်အဘရာစိတပလင်တော်ဘုမသတင်းတော်စံပေတော်မူနေပြီးတော့အရတ္တဖို့ချမ်းသာကိုခံစားပြီးတော့သုံးဆောင်တော်မူနေလေတဲ့သတင်းတော်နေတော်မူတဲ့